ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်နေမာထားတဲ့ပန်းတွေယူလာပြီအဆင်ပြေတယ်မလားရှင်ကလည်းအလုပ်တွေအရင်လုပ်နေရပဲနော်တရက်မှမနာပါလားဟုတ်တယ်ညီမတွေမင်္ဂလာဆောင်ရင်တော့အကိုရေကလှုပ်လှုပ်ရတာပဲလေလက်ဆောင်တွေမုတ်နေပေးဖို့အားလုံးထုတ်ပြီးပြီလား ဟုတ်ကဲ့အားလုံးပြီးပါပြီဆန်ဆန်ကိုလက်ဆောင်နဲ့မုံနဲ့ပြဖို့စောင့်နေတာဒီနေ့မပြောပဲဘယ်ရောက်သွားရလဲမသိဘူးကဲရောက်မှပြောတာနဲ့ညီမရောက်လာပါပြီဆန်ဆန်မင်္ဂလာဆောင်ရက်ကနီးလာပြီနင့်ရောအပြင်းတွေမထွက်နဲ့လို့ပြောထားတယ်လေဩတငယ်ချင်း၃လေးယောက်ကမင်္ဂလာဆောင်ဖိတ်စာဖိတ်ဖို့ကြံနေတာအဲ့ဒါသွားပေးနေတာမိမနင်မနေ့ကလေးကဘာရီချုပ်နေတာလဲမနာမနီလုံနေပါလားငါသမီးအတွက်စာရီချုပ်ဖို့ပေါ်ဝါလေးချုပ်ပေးနေတာဆန်ဆန်မင်္ဂလာဆောင်အတွက်ပေါ်ဝါလေးချုပ်နေတာ ်လှလာကြည့်ပါဦးကွယ်ချုပ်ဖို့ကြံသေးတယ်ညောင်မှလိုအပ်တဲ့ပန်းတွေဆင်ပေးလိမ့်မယ်အမေချုပ်တဲ့အဝတ်အစားတွေကမလှပဲနေပါမလားအမေရဲ့ချက်ပုံတွေအားလုံးကလှတယ်သမီးမင်္ဂလာဆောင်အတွက်ချုပ်တာဆိုတော့အဆင်ပြေပါတယ်ငါတို့ဆန်ဆန်လေးကမင်္ဂလာဆောင်တော့မယ်ဆိုတာယုံတော့မယုံနိုင်ဘူးဆန်ဆန်ကနောက်ရက်ဆိုရင်ငါတို့နဲ့ဝေးကွာသွားရေပေါ့เจ้ามาလည်းမသိရင်ညီမအပီးသွားနေတယ်လို့ပဲအားလာလေမှာပေါ့เจ้ามาတို့အားညီမနဲ့လာတွေ့လေ တချိန်တုန်းကတော့ငါသမီးလေးကအယုံမတွေမင်္ဂလာဆောင်ပေးတာအခုကျတော့သူကိုယ်တိုင်ဆောင်တော့မယ်ပေါ့မင်းတို့မင်းကလေးတွေကအရင်ဝမ်းနဲ့လွေတာပဲသမီးကိုမင်္ဂလာဆောင်ပေးတာကမိဘတွေအတွက်ကုသိုလ်တစ်ခုပဲမင်းတို့အားလုံးအလုပ်တွေလုပ်တော့ဆန်းဆန်းမင်္ဂလာဆောင်ကရဲ့အနေငယ်လူသေးတာကြောင့်အိမ်မလေးမင်္ဂလာဆောင်အတွက်ပြင်ဆင်နေကြပါသည်ဆန်းဆန်းယောက်ျားအိမ်ကရဲချမ်းသာပြီးခဏကြာမှတော့ဆန်းဆန်းလင်းညီမဖြစ်တဲ့တူတူဟာဝှစ်စုံကောင်းစားယူပြီးရောက်လာပါသည်အမရေလာပါဒီမှာထိုင်ပါ အမအတွက်လဖိတ်လုပ်ခဲ့မယ်။အော်မလုပ်ခဲ့နဲ့။ငါဆန်ဆန်ကိုသူ့မိင်္ဂလာဝတ်စုံနဲ့ပဝါလာပေးတာ။မိင်္ဂလာဝတ်စုံလေးကအရင်လာတာပဲ။ဒီဇိုင်းကအစ်စ်ဆန်းလေးပဲ။လှမှာပေါ့။ငါတို့မျိုးကနာမည်ကြီးဒီဇိုင်နာချုပ်ထားလေ။ငါတို့အိမ်ကလူတွေအားလုံးကဒီဇိုင်နာဦးစားတွေပဲဝတ်တာ။နင်းဝတ်စုံလဲရွှေချီတွေပန်းနေနဲ့အလှဆင်ထားတယ်။ရွှေချီရောငွေချီရောထိုးထားတယ်။တီဝတ်စုံသာဝတ်ထားရင်လေ။ချမ်းသာတဲ့အိမ်ကချွေးမနဲ့တူနေမှာ။သမီးရေစကားတစ်ခုပြောချင်တယ်။ မင်္ဂလာဆောင်ဝတ်ဆောင်ကတော့တတို့သမီးဖက်ကယူလာတာပဲဝတ်မလေးငါချုပ်ထားတဲ့ဘဝလေးတော့ချုပ်ပေးချင်တယ်အန်တီချုပ်ထားတဲ့ဘဝလားဈေးတရာရူပီ100တန်လောက်ချုပ်ထားတာမလားမချုပ်မင်းနဲ့ဘဝတော့သမီးယူလာတဲ့ဒီဇိုင်နာဘဝပဲချုပ်ပေးရမယ်နော်တူတူစကားကြပြီးဒေါနီကစီမကောင်းဖြစ်သွားပါတော့တယ်ဒါပေမဲ့ဆန်းဆန်းလင်းညီမဖြစ်တာကြောင့်ဘာမှမပြောပါဘူးဒီလိုနဲ့ရန်နေငယ်အကြမှာဆန်းဆန်းမင်္ဂလာဆောင်ရက်ကိုရောက်လာပါတော့တယ် ဆန်ဆန်ကသူ့ယောက်ျားအင်ကပေးထားတဲ့ဒီဇိုင်နာဝတ်ဆောင်ကိုဝတ်ထားပါတယ်။ခဏအကြာမှာဆန်ဆန်ကိုမင်္ဂလာဆောင်ဖို့ခေါ်သွားပြီးဆန်ဆန်ဟာတူတူပေးတယ်ပေါ်ပါပဲခြုံထားပါတယ်။ဒေါနီကိုကြည့်ပြီးဒေါနီကစိတ်မကောင်းဖြစ်ပြီးတော့ပြင်းရည်ဝဲနေခဲ့ပါတယ်။အမေကပေါ်ပါမခြုံပေးရလို့စိတ်မကောင်းဖြစ်နေလား။အမေကခြုံပေးချင်ဆန်ဆန်ရောက်ခမနဲ့ပြောရမှာ။ဘာမှမဖြစ်ပါဘူးချွေးမရဲ့။ဒီပေါ်ပါလေးကိုတိန်းထားမယ်။ဆန်ဆန်ကိုဝင်အန်ဒီရဲ့ကင်းလုံးခြုံပေးမယ်လေ။ဒေါနီမိသားစုကအရင်ဆင်းရဲတာကြောင့် ဆန်းဆန်းမင်္ဂလာဆောင်အတွက်ပစံတွေအားလုံးဆုတောင်းပါတယ်။မင်္ဂလာဆောင်မှာအဝိစာအလှလေးတွေလည်းမဝစ်ပါဘူး။မင်္ဂလာဆောင်လာတဲ့ဧသည်တွေဟာသူတို့ကိုကြည့်ပြီးပြောကြပါတော့တယ်။တူတူရဲ့ဘယ်ဟာဆင်းရဲတဲ့သူတွေနဲ့မင်္ဂလာဆောင်နေရလဲ။သူတို့အဝိစာတော့မဝတ်တတ်ဘူး။သမီးမင်္ဂလာဆောင်မှာတော့ဘလို့ဝိစာတွေဝတ်ရလဲမသိကြဘူး။သူတို့လိုဝိစာတွေရလဲငါတို့အိမ်ကအိမ်ဖော် တောင်ဝတ်တာမဟုတ်ဘူး။လူကြားတွေမှာတိတ်ခါအချခံရတာကြောင့်သူတို့ကစိတ်တူပြီးတော့ဒေါ်နောက်နဲ့ရေရွနာကိုလာခဲ့ပါတယ်။ အမတော်ကဈေးရဈေးပေါ်တဲ့ဝတ်စားတွေဝတ်เสียလို့လို့လားတမီးမင်္ဂလာဆောင်မှာပါဝတ်ရမယ်ဆိုတာမသိဘူးလားဆန်းဆန်းအတွက်ဒီဇိုင်နာအိုစားတွေလာပေးတော့အမတော်အတွက်လည်းယူလာပေးမှာပေါ့အခုကြတော့ကြည့်အမျိုးတွေကြားထဲမှာငါတို့တိတ်ခါကြနေပြီတူတူစကားကြပြီးရီယူကစိတ်တူသွားပြီးပြောဖို့လုပ်တဲ့အခါမှာဒေါ်လာကသူ့လက်ကိုဆွဲလိုက်ပါတော့တယ်ခဏကြာမှဆန်းဆန်းမင်္ဂလာဆောင်ကပြီးသွားပါတော့တယ်ဆန်းဆန်းဟာဆင်းရဲတဲ့အမေအင်းကနေချမ်းသာတဲ့ယောက်ျားရင်ကို ရောက်သွားပါတယ်နောက်နေ့မနေ့ကျတော့ ငါဒီနေ့တော့စာရီအပြာလေးကိုဝတ်မယ်။ငါရောင်းမလေးကဒီစာရီလေးကိုပန်းထိုးထားတာ။သဆန်ကသူ့ရောင်းမပေးထားရီစာရီအပေါ်စားလေးပဲဝေပြီးအောက်ကိုဆင်းလာတဲ့အခါမှာချွေးမဆန်းဆန်းနင်ဘလို့စာရီမျိုးကိုဝတ်ထားရလဲ။နင်ပြီတို့ထဲမှာတဆိုင်နာဈေးကြီးတဲ့စာရီအများရှိရဲ့လေ။အမေဒီစာရီကသမီးရောင်းမနဲ့အမေချုပ်ထားပေးရလေ။အမေတို့တတိယလို့သမီးဝတ်လိုက်တာပါ။ဆန်းဆန်းရဲ့နင်အခုချမ်းသာတဲ့အိမ်ကချွေးမဖြစ်သွားပြီ။ဒီလိုစာရီအပေါ်စားရီမဝတ်သင့်တော့လေ။ ီအိမ်နဲ့တန်အောင်ဈေးကြီးတဲ့ဒီဇိုင်နာစာရီတွေဝတ်ရမယ်ဒါပဲအမဒီစာရီကပါမလှလို့လဲဝတ်ရတာလဲပေါ်ပါတယ်လေချွေးမရဲ့နင်ပြောတာလဲမှန်တယ်ဒါပေမဲ့နင့်လင်ကြီးမပြောတာလဲမမအောင်လေဒီနေ့နင့်ကိုဧည့်သည်တွေလာကြည့်မှာလေဒီလောက်စာရီပေါ်တာဝတ်ထားတော့လူတွေကပြောကြမယ်လေသူချွေးမကဘာမှမဝယ်ပေးဘူးလားမစင်ပေးဘူးလားပြောကြအောင်မယ်သူတို့ကဆန်းဆန်းကိုသူ့ခန်းထဲခေါ်သွားပြီးဈေးကြီးတဲ့ဒီဇိုင်နာစာရီတစ်ထည်ပေးလိုက်ပါတယ်။ကဲ ဒီစာရီနဲ့မှပဲနေရာလှသွားတော့တယ်ဒီလိုဈေးကြီးတာတွေပဲဝတ်တော့အခုမှပဲတဆိုင်နာစာတွေဝတ်ပြီးတော့ချမ်းသာတဲ့အိမ်ကချွေးမနဲ့တူတော့တယ်ဟဲ့ရေယူကအသူရှင်မတို့ပြုံးလိုက်ပြီးစိတ်မကောင်းဖြစ်နေပါလေဒီလိုနဲ့အချိန်တွေကြာနေတော့မှအမေအခုတလောဆက်မချုပ်တော့ပါလားအမေခါရီနာနေပြန်ပြီလားခါမနာပါဘူးချွေးမရဲ့ဆန်ဆန်မင်္ဂလာဆောင်တဲ့ကအရင်ကပြင်းစရာကောင်းတယ်အလုံးလုံးရတာစိတ်လည်းမပါဘူးဆန်ဆန်ရှိတော့ကအိမ်မှာပျော်စရာကြီး ဟုတ်တယ်အမေပြောတာမှန်တယ်ဒါပေမဲ့ဆန်ဆန်ကချမ်းသာတဲ့ယောက်ျားအိမ်ရတာလဲကံကောင်းတယ်တမီးတို့လိုဆင်းရဲတဲ့သူတွေကချမ်းသာတဲ့သူရဖို့မလွယ်ဘူးလေဆန်ဆန်တော့အရန်တတိရတယ်နှစ်ယောက်လုံးကဆန်ဆန်စကားပြောနေတဲ့အခါမှာပင်ရယူသားတီဟာကရောက်လာပါတော့တယ်ဘာဖြစ်တာလဲတီဟာဘာလို့ငုံနေရလဲအမေကျောင်းမှာတားတငယ်ချင်းမွေးနေ့ရှိတာသူကအားလုံးကိုဖိတ်တယ်တားကိုကြတော့မဖိတ်ဘူးတားမှာအဝတ်စားကောင်းမရှိဘူးလို့လည်းပြောတယ်တားမှာအဝတ်စားကောင်းရှိရလေ တားတော်မင်္ဂလာဆောင်တော့ကတီရှပ်နဲ့ပေါင်းမရှိရှိရလေအဲ့ဒါပဲဝတ်လိုက်လေတားရဲ့အမေတားကတီရှပ်နဲ့ပေါင်းမရှိမဝတ်ချင်ဘူးမင်္ဂလာဆောင်မှာတော့တခြားသူတွေကကိုအင်ဂျင်နဲ့ပေါင်းမရှိဝတ်ကြတယ်တားလည်းဝတ်ချင်တယ်တီဟပြောတယ်ကိုဝတ်ဆောင်ဟာ၄-၅တောင်းရှိပါတယ်ရေယူကမဝင်နိုင်တာကြောင့်တီဟကိုရှင်းပြနေပါတယ်ဒီလိုနဲ့ပဲရက်တွေကြာသွားတဲ့နောက်မှာဆန်ဆန်အိမကသူတို့ကုမ္ပဏီ25နှစ်ပြည့်အတွက်ပွဲတစ်ခုလုပ်ဖို့စီစဉ်နေပါတယ်မိမတူတူ နင်ပွဲအတွက်ဧည့်သည်တွေအားလုံးဖိပြီးပြီမလားနင်စီစဉ်တွေကိုတိကျလှုပ်ထောင်းတော့ငါလည်းအားလုံးကိုဖုံးဆက်ပြီးတော့ပြီနင်ဆက်ဆက်ရင်ကိုဖုံးဆက်လိုက်အောင်သူတို့အရင်ဖုံးဆက်တော့ဘာထူးမှလဲမင်္ဂလာဆောင်မှာတော့ဘလို့ဥစားတွေဝတ်လာလဲတွေ့လားငါတို့တိတ်ခါကြရဲဟဲ့ချွေးမတူတူနင်တခါတလေရမ်းအပူပြောတတ်တယ်နော်အမေတမီးပြောတာပါမားလို့လေအမေကအမြဲတမ်းတမီးကိုပဲပြောနေတာမင်္ဂလာဆောင်တော့ကလည်းလူတိုင်းပြောနေတာပဲ ဆန်ဆန်မင်္ဂလာဆောင်လာကလေးကတူတူဟာမြေတန်းဆန်ဆန်အင်းကဆင်းရဲတာကြောင့်ပြောဆိုတတ်ပါတယ်။ဒီလိုနဲ့ဒေါ်လာတို့အိမ်မကတော့နေရတော့ဒီနေ့အမြန်ဆင်းတဲ့လုပ်လိုက်ပါလား။တမီးနဲ့ရန်တွေ့ချင်နေတယ်ထင်တယ်။တွေ့ချင်တာပေါ့။ငါတမီးလေးကိုမင်္ဂလာဆောင်နဲ့မတွေ့ရသေးဘူး။အရန်တတိရတယ်။ဒီနေ့ငါတမီးနဲ့တွေ့ရတော့မှဆိုတော့ပြောတာပေါ့။တမီးအိမ်ကိုသွားတာဆိုတော့မှုံယူသွားကြမယ်လေ။တမီးအိမ်ကိုဘာမှမပါဘဲသွားတာမကောင်း။ ဒေါ်လာမိသားစုဟာလည်းလမ်းကမဝယ်ပြီးတော့ကျဆက်အင်ကိုသွားကြပါတော့တယ်။ကျဆက်ဟာသူ့အမေအဖေအကိုရောင်းမာရီကိုကြည့်ပြီးအရင်ကိုပြောနေပါတော့တယ်။အမေ၊သမီးကိုလာတွေ့တာဆိုတာလည်းမပြော။သမီးကိုအန်အောင်အောင်လုပ်နေရပဲ။သမီးကိုကြိုပြောလိုက်ရင်သမီးမျက်နှာပေါ်ကအပြုံးနဲ့မမြင်ရတော့ဘူးလေ။အမတို့လာတဲ့အချိန်ကမှန်ပါတယ်။လာပါ ထိုင်ကြပါဒေါနီတို့အားလုံးကဟိုကင်းနေမှာထိုင်နေတဲ့အခါမှာသပွဲပေါ်မှာချထားတဲ့မုံကိုကြည့်ပြီးသူတို့ကပြောခဲ့ပါတယ် မုံယူလာတော့လေအပေါ်စားတွေဈေးကြီးတဲ့မုံတွေယူလာပါလားဘလို့ဆင်းရဲတဲ့ဟာတွေမှန်းကိုမသိဘူးငါတို့ကုမ္ပဏီက25နှစ်ပြည့်လို့ပွဲလုပ်နေတာအမတို့ကလည်းဖိတ်ဖို့ဖုန်းဆက်မလို့ပဲအမတို့ရောက်လာတာနဲ့အတော်ပါပဲပွဲရက်က25ရက်နေ့အမတို့လာပြအောင်လာမယ်နော်လာမှာပေါ့အမရဲ့ပြောစရာမလိုပါဘူးပွဲမှာချမ်းသာတဲ့သူတွေတဆိုင်နာအိုးစားဖို့တဲ့သူတွေပဲလာကြမှာအမရဆင်းရဲတော့တဆိုင်နာအိုးစားတွေမဝတ်နိုင်တော့အမရပါပြီအဲ့လောက်ပြောတာနဲ့နားလဲပါပြီ ဒေါနီကထိုင်နေရင်းနဲ့တူတူကိုစိတ်တူပြီးကြည်နေပါတယ်။အဲ့နောက်မှာတော့ဒေါ်လာမီသားစုက ပြန်ဖို့ပြောခဲ့ပါတယ်။အမေ၊သမီးလီညီမပြောတာတွေစိတ်မဆိုးနဲ့နော်။သမီးကိုလည်းအမြဲတမ်းပြောတယ်။ "तू ကအဲ့လိုပါပဲ။ဘာမှမဖြစ်ပါဘူးသမီးရဲ့။သမီးကဘာလို့စိတ်အားငယ်နေရလဲ။ငါတို့ပါတီလိုက်နင်းသိက္ခာမကြစေရပါဘူးကွယ်။"ဒေါနာရဲ့မိသားစုတွေအားလုံးကပြန်သွားပါတော့တယ်။အိမ်ရောက်ပြီးဒီဇိုင်းနာဝတ်စားအကြောင်းတွေကိုပြောနေသွားတယ်။ ဒီဇိုင်းနာအဝိဇ္ဇာဆိုတာအင်ဂျီတစ်ထည်တောင်လူပီ800လောက်ပေးရတယ်။မတို့ဘလူးရီစီစဉ်ကြမှာလဲ။မတို့ပါတီမှာလဲဆန်ဆန်တိတ်ခါကြောက်လို့မရဘူး။မတို့ဒီလောက်ပတ်စံတွေကိုဘယ်ရမှာလဲ။မတို့ဒီလောက်ပတ်စံတွေကုန်စရာမလိုဘူးလေ။ဒီဇိုင်းနာအဝိဇ္ဇာဆိုတာဝတ်စားတွေကိုဒီဇိုင်းတွေဆန်းအောင်လှုပ်ထားတာကိုပြောတာ။ငါဒီဇိုင်းတွေဆွဲတတ်တယ်၊ပန်းတွေဆင်တတ်တယ်။တခြားမရတာတွေကိုလိုင်းပေါ်ကြည့်လုံမယ်။ဝတ်စားချုပ်တာအမေရှိရပဲလေ။ဟုတ်တယ်၊ချွေးမပြောတာမှန်တယ်။ငါဆက်ချုပ်တတ်တယ်၊ငါချုပ်ပေးမယ်။ ပွဲရက်ကလည်းရက်20လောက်လိုသေးတာပဲတလောက်ရက်နဲ့ဆိုရင်အိမ်ကလူတွေအားလုံးအတွက်ချုပ်လို့ရတယ်ငါသမီးတိတ်ခါကြာလို့မရဘူးဒေါလာကသူဆက်ချုပ်ပြီးစူဆောင်းထားတဲ့ပတ်စံလေးကိုယူပြီးရည်ယူနေဈေးရင်းကိုတွားခဲ့ပါတယ်ပိစာအလားလေးတွေမျိုးမျိုးကိုဝယ်ခဲ့ပါတယ်ပလေးတွေကြောက်တွေကျဲသီးလားလေးတွေခြေလှပန်းလားတွေကိုလည်းဝယ်ခဲ့ပါတယ်အမေပလဲအနက်လေးတွေလာရတော့သူတို့ကုတ်အင်းကြီးမှာထည့်လို့ရတယ်ဟုတ်တယ်သမီးပလဲအဖြူလည်းလာတယ်အဲ့ဒါတွေလည်းယူလိုက်လေ ယူနဲ့ဒေါ်လာကလိုအပ်တဲ့ပစ္စည်းတွေအားလုံးဝယ်ပြီးတော့ပြန်သွားပါတော့တယ်။အိမ်ပြန်ရောက်တော့ယူယူဟာဖုန်းထဲကကိုအင်ဂျီဒီဇိုင်းကိုကြည့်ကောင်သူ့ရောက်ကမကိုပြနေပါတယ်။အမေဒီကောက်ဝတ်စုံလေးကိုကြည့်အောင်ဘေးရကျဲသီးတွေနဲ့သမီးတောင်းပေါန်ဆန်လေးရအောင်ဖော်မယ်။ဒေါ်လာအင်းကယောက်ျားလေးတွေအတိုင်းကိုယူပြီးကိုအင်ဂျီနဲ့ပေါင်းပြီးချုံနေပါတယ်။တစ်ဖက်မှာယူယူကရွှေကြီးတွေထိုးကတောင်းပေါန်ဆန်ဖော်ပြီးပလဲကျဲသီးတွေကတ်နေပါတယ်။ငါတို့အဝတ်အစားပုံလဲဈေးတရဝယ်လာတဲ့ဒီဇိုင်နာအဝတ်အစားတွေကြာနေရပါပဲ။ အိမ်မှာချုပ်တာနဲ့တော့မတူဘူးနော်အမေကိုရင်းကြီးနဲ့ပေါင်းမီရရင်လာတာပဲတောင်းခုဝေးချင်နေပြီအခုဘုလို့မရသေးဘူးသားလေးဒီဝတ်စုံတွေမကြခင်မှာတားဝတ်ရမယ်အမေအိမ်ကယောက်ျားလေးတွေကတော့အားလုံးချုပ်ပြီးပြီအမေနဲ့သမီးတွေပဲချုပ်ဖို့ကြံတယ်ဒေါ်လာနဲ့ရီယူဟာ3-4ရက်အတွင်းမှာပဲယောက်ျားလေးတွေအဝတ်အစားတွေကိုချုပ်လို့ပြီးသွားပါတော့တယ်ဈေးတွေသွားပြီးသူတို့အတွက်ပိတ်စာတွေစာရီတွေကိုဝယ်လာပါတယ် ။ဇာရီဝဲလာပြီးရွှေကြီးထိုးပြီးတော့အနားတွေကိုကန့်နေပါတယ်။အမေကတီစာရီဝတ်လိုက်တော့လေမင်းသမီးတောင်ရှုံးပေးရမယ်။တော်ပါတော့ယူမလေးရဲ့ငါစာရီပဲချုပ်မနေနဲ့။နင်းအတွက်လည်းဒီဇိုင်နာဝတ်စုံချုပ်အောင်။ရင်ယူကသူ့အတွက်ပိတ်စာအလှလေးဝယ်ပြီးဒီဇိုင်နာကောင်းဝင်ချုပ်နေပါတယ်။ရွှေချင်းငွေကြီးတွေထိုးကပလေးတွေကပ်ပြီးတော့ရမ်းလာတဲ့ကောင်းဝင်လေးကိုချုပ်ထားပါတယ်။အမေတို့ကရမ်းတော်တာပဲ။ဒါတော့ဒီဝတ်စုံတွေကြည့်ပြီးအခုပဲဝတ်ချင်နေပြီ။ နေကတော့တီဟလိုပဲကြီးကြနေတယ်ကလေးကြနေတာပဲဒီဝတ်စားတွေကအချောတက်ဖို့နည်းနည်းကြံသေးတယ်နောက်တစ်ခါရောက်ကမနေချွေးမကဇီးရီသွားကြပါတော့တယ်တူတူကားကဇီးရီကနေဖြတ်နေတဲ့အခါမှာရည်ရွယ်နဲ့ဒေါလာကိုမြင်သွားပါတော့တယ်ပြောတော့တဆိုင်နာဝတ်စားဝတ်မယ်ဘာညာနဲ့ဒီတစ်ခါပါတီလိုင်းလေသူတို့မျက်နှာမပြရဲလောက်ငါတိတ်ခါချပြမယ်ဒီလိုနဲ့ပဲဝတ်စားတွေအလုံးချုပ်လို့ပြီးသွားပြီးပါတီရက်ကလည်းရောက်လာပါတော့တယ် အားလုံးဟာဒီဇိုင်နာဝတ်ဆောင်တွေကိုဝတ်ထားကြပါလိမ့်။ဒါဒီဝတ်ဆောင်လေးနဲ့မင်းသားကြနေတာပဲ။သားငယ်ချင်းတွေကိုပြန်ရမယ်။ငါကတော့ကိုင်းညင်နဲ့ပေါင်းမိဝတ်ပြီးလူပြိုဘဝတော်သတိရသွားပြီ။ငါအသက်20လောက်ငယ်သွားတယ်လို့ပဲ။ရှင်တို့အားလုံးလှကြတယ်။ပါတီကိုသွားကြမယ်လေ။ကိုရောက်နောက်ကြနေလိမ့်မယ်။ဒေါ်လာမိသားစုကပါတီကိုသွားကြပါတော့တယ်။တပတ်မှတော့တူတူကဆန်းဆန်းနင့်မိသားစုတွေကဘလို့ဝတ်စားတွေဝတ်လာလဲမသိဘူး။ ။နင်ခုဖုံးဆက်ပြီးသူတို့မလာနဲ့လို့ပြောလိုက်အချိန်မီသေးတယ်။သူတို့စကားတွေကြောင်းဆန်းဆန်းလေးစဉ်ညင်နေပါတော့တယ်။ခဏကြာမှဒေါ်လာမီတာစုကဒီဇိုင်နာဝတ်စားတွေဝတ်ပြီးဝင်လာတဲ့အခါမှာသူတို့နဲ့အတူပါတီကဧည့်သည်တွေရောသူတို့ကိုပဲကြည့်နေပါတယ်။ဝေါ။အရန်လာတဲ့ဒီဇိုင်နာလေးပဲ။ဒီလိုလာတဲ့ဝတ်စုံလေးကိုနာမည်ကြီးဒီဇိုင်နာနဲ့ချုပ်ခိုင်းထားတာထင်တယ်။ငါတို့ဒီပါတီမှာငှက်စာရီအလားဆုံးလို့ထင်နေတာဒီအမရီဝတ်စားရှိမှာငှက်ဝတ်စားရီတောင်မလာတော့ဘူး ယောက်ျားလေးကုတ်အင်ကြီးတဆားရလဲလှလိုက်တာငါယောက်ျားလက်ဆောင်ပေးချင်လို့ဘယ်ရောက်မှလဲပြောပြပါလားအမဒီဝတ်စုံနေရမှားထားတာမဟုတ်ဘူးညီမနဲ့ရောက်ခမပေါင်းချုပ်ထားတာပါဘာဒီဝတ်စားတွေကိုနင်တို့ကိုယ်တိုင်ချုပ်ထားလားနင်တို့ကဒီဇိုင်နာတွေပဲငါအဲ့အတွက်လဲဒီလိုလှတာလေးတစ်စုံချုပ်ပေးပါလားလူတွေအလုံးကဒေါလာတွေကိုပဲဝိုင်းအောင်ပြီးတော့ရက်ကြည့်နေပါလေခဏအကြာမှဒေါနီလေးရောက်လာပါတော့တယ်အမရဲ့စာရီကလှလိုက်တာ အမချုပ်ထားတာလို့ပြောနေကြတယ်။အမအရန်တော်တာပဲအရန်လဲလှတယ်။ဟုတ်တယ်အမ။တမက်ရဲ့ပွဲမှာ तू တိတ်ခါကြလို့မရအောင်လေ။လူတွေအားလုံးကဒဆိုင်နာဝတ်စားတွေဝတ်ကြမှာဆိုတော့ငါတို့လည်းဝတ်ရမယ်လေ။တူတူတွေးတာနဲ့အားလုံးကပြောင်းပြန်ဖြစ်သွားပါတော့တယ်။ဒီဆင်းရဲတဲ့သူတွေကဘယ်ကတလောက်ပတ်ဆိုင်ရလဲ။သူတို့ကဒဆိုင်နာဝတ်စားတော့ဝတ်နိုင်ပြီ။ငါစာရီတသိန်းနဲ့ဝတ်ထားတာ။ငါစာရီကြတော့ဘယ်သူမှလည်းမကြည့်ဘူး။သူတို့ကြတော့ရင်းရွေလိုပဲဝိုင်းအောင်နေကြတာ။ တူတူဟာသူ့ကိုကြည့်ပြီးမနာလိုဖြစ်နေပြီးဆန်းဆန်းကသူ့မိသားစုကိုကြည့်ကာပြောနေပါတယ်။ရှောင်းမရဲ့အရန်လာတာပဲ။အကူနဲ့ဖေကလည်းမင်းသားတွေကြားနေရပဲ။တားလီကတော့ပြောစရာကိုမလိုတာ။ဟုတ်တယ်။ငါတို့ချုပ်တာလှတယ်။နင့်လင်ညီမတော့ဘယ်ရောက်သွားရလဲ။နင့်ကိုဒီနေ့ဆပြီးဘာမှမပြောရဲတော့တော့တိလား။တူတူနင့်လင်ညီမမိသားစုတွေကတလောက်ဈေးကြီးတဲ့အဝတ်စားတွေဘလို့ဝတ်ထားလဲ။မင်္ဂလာဆောင်မှာတော့အပေါ်စားတွေဝတ်ထားတာ။ ငါသူတို့ဘွတ်တော်အရင်ကြိုက်နေပြီဟဲ့ငါဘလို့သိမလဲသူတို့လိုက်ကြည့်နေမှာမဟုတ်တာတနည်းအားရခိုးလာတာနေမှာပေါ့သူတို့လို့ဆင်းရဲတဲ့သူတွေကတဆိုင်နာဝတ်စာဘယ်ဝတ်နိုင်မလဲငါမနစ်ကအမေရိကကိုစီးဝေးသွားတော့သူတို့ကိုအင်းကြီးဝတ်စုံမှာဒီလိုတောင်းပုံစံတွေပေါ်ထားတာရမ်းလာတယ်သူဝတ်စုံလေးကြည့်ပြီးတော့ဈေးမိလိုက်တဲ့အခါမှာတော့လန်သွားတယ်ဒေါ်လာ2သိန်းလို့ပြောတယ်အခုဝတ်စုံဟာရောဘယ်လောက်ပေးရလဲဒီဝတ်စုံကဝယ်ထားတာမဟုတ်ဘူးဗျကျွန်တော်မိမနဲ့အမေကိုယ်တိုင်ချုပ်ထားတာ ဟုတ်လားမြောင်မိမနဲ့အမေကနမိတ်ကြီးဒီဇိုင်နာတွေထင်တယ်ကျွန်တော်အွန်လိုင်းအနေရှာကြည့်မယ်နမိတ်ပြောပါဦးသူတို့ကဒီဇိုင်နာမဟုတ်ပါဘူးအမေကရိုးရိုးဆက်ချုပ်တာမိမကတော့တခါတလေခြီထိုးအလှဆင်နေဟုတ်လားဗျာသူတို့ကအရန်တော်တာပဲသူတို့ကကိုပိုင်လို့လုပ်တင်တာပါတီမာကဒေါ်လာတို့ကိုပဲအလုံးကဝိုင်းကြည့်နေကြပါတယ်ပါတီမာတူတူညမဆူဆူလေးရောက်နေပါတယ်အမရေညမတော့ဆန်းဆန်းရောင်းမရဲ့ကောင်းဝင်လေးကိုတက်ပုံရိုက်ထားတယ် ညီမဆေးဆက်ပွဲကြရင်အဲ့လိုကာဝန်လေးပဲချုပ်မှာတော်ပါတော့ဟဲ့နင်ပိုရင်အရန်လောက်တာပဲဘာသူတို့လို့ဝတ်ဆောင်ဝတ်ချင်နေရလဲအမလည်းအမြင်စုပုတ်နေရပဲအမနဲ့စကားမပြောတော့ဘူးညီမဆန်ဆန်တို့နားတော့တော့မယ်သူညီမစကားကြားပြီးသူတို့ကမျက်နှာမေးသွားပါတော့တယ်ခဏကြာမှဒေါနီသားကြီးတားငယ်ဟာစင်မော်ကူတက်လာပါတယ်အားလုံးပဲကုမ္ပဏီပွဲကိုရောက်လာပြီလို့ကျေးဇူးတင်ပါတယ်ဒီကုမ္ပဏီကိုဖေကအရန်ကြိုးစားပြီးလုပ်ခဲ့တာပါ အဖေမရှိတော့ကျွန်တော်ညီငယ်လေးရပူကျိုးစားပြီးလှုပ်ထားတာအကူကတော့ဒီလိုပဲအမြဲတမ်းချီးကျူးတတ်ပါတယ်အားလုံးပဲကုမ္ပဏီပွဲကိုလာလို့ကျေးဇူးတင်ပါတယ်ကျွန်တော်မကြခင်ပါပဲဒီဇိုင်နာကုမ္ပဏီကြီးတစ်ခုကိုထောင်တော့မှဖြစ်ပါတယ်ကျွန်တော်လုံးမဲ့ကုမ္ပဏီမှာကဒီဇိုင်နာဝတ်စားတွေကိုကျွန်တော်ရောက်ခမနဲ့မကြီးရချုပ်ပေးသွားမှာပါအမြဲရမဲ့90ရာခိုင်နှုန်းကိုသူတို့ကိုပဲပေးသွားမှာဖြစ်ပါတယ်ဒါအတွက်တော့အဝတ်စားတွေအားလုံးချုပ်ပေးမှာပါဒါပေမဲ့သမတ်စီကပတ်စံမယူရအောင်လေအကျိုးမြတ်ကတော့ဒါပဲယူပါ အမေအမြက်ကအမေတို့ကြိုးစားတာလေယူရမှာပေါ့အမေတို့ကအရန်တော်တာပဲစင်းရတဲ့ဒေါ်လာတို့ဟာဒီဇိုင်နာ အော်ဒါရတာကြောင့်သူသူကမနာလိုဖြစ်နေပါတယ်အခွင့်ကောင်းယူပြီးဆန်ဆန်ကပြောခဲ့ပါတော့တယ်အမသူသူအားလုံးကညီမအိမ်ကလူတွေကိုချီးကျူးနေကြတယ်အမဘာမှလည်းမပြောပြီးတော့ဒီဇိုင်နာအော်ဒါရတာကြည့်ပြီးမပြောဘူးလားနင့်ပတ်ဆက်ကိုပိတ်ထားစမ်းသူသူကမျက်နာမိပ်ပြီးပြောဆိုကထွက်သွားလိုက်ပါတော့တယ် ဒေါလာမိသားစုဟာလည်းတမန်ပွဲအတွက်ဝန်ဆောင်တွေကိုချုပ်နေပါတယ်။ခဏကြာမှပဲဒေါလာနဲ့ရေယူတို့ကြောင့်သူတို့ကုမ္ပဏီလိန်နမိတ်တက်လာပါတော့တယ်။အိယက်ကစားပြီးသူသူဟာဆန်ဆန့်ကိုဘေးတော့မှနှိမ်ချမပြောဆိုတော့ပါဘူး။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။